အားလုံးပဲမင်္ဂလာပါရှင်စေတနာရှင်တရားဘူ channel ကနေပြီးတော့အကိုမတွေအားလုံးကိုပြန်လဲပြီးတော့ကြိုဆိုလိုက်ပါရနော်။ကဲအားလုံးပဲ live ထဲကိုဝင်လာပြီးဆိုတာနဲ့ live လက်မလေးတရားကိုတစ်ချက်စီနှိပ်ပြီးတော့ဝင်လာခဲ့ပြီနော်။ live ထဲကိုဝင်လာပြီးဆိုတာနဲ့တရားဝင်လာတာနဲ့တရား live လက်မလေးနှိပ်မယ်။ share လို့ရတဲ့သူတွေကတရားကိုတစ်ချက်စီ share မယ်နော်။ ရှယ်လို့ရတဲ့သူတွေကရှယ်ပြီးတော့ရှယ်လို့မရတဲ့သူတွေကလိုက်လက်မလေးတွေနှိပ်ထားပေးပါရှင်။ကဲမြန်မြန်လေးဝင်လာခဲ့ပြီเนาะ။အချိန်ကလည်း7ကျော်သွားပြီဆိုတော့မြန်မြန်လေးဝင်လာခဲ့ပြီ။တပတ်စာလက်ဆောင်မှာတခါတည်းပြောပေးသွားမှာเนาะ။တပတ်စာမျောနေတယ်ညီမရဲဟုတ်ကဲ့ပါမျောနေမှလည်းသိပါတယ်ရှင်เนาะ။အရင်တပတ်ကတော့ကလည်းတရားမအားလို့လိုက်မလွှင့်ပေးပြဘူးเนาะ။အရင်တပတ်ကမအားလို့လိုက်မလွှင့်ပေးပြပေမဲ့ချက်တော်လေးတို့အားလုံးပဲเนาะ။ လုံးဝအရှုံးမရှိဘူးเนาะဒါဒီ channel ကနေပြီးတော့ဒါ post အမြဲတင်ပေးတယ်เนาะနောက်ဆုံးနေ့တောက်ကြနေ့ဆိုလို့ရှိရင် မနက်ညနှစ်စည်းမှနှစ်ကြိမ်စလုံးပေါက်အောင်ရအောင်လို့ဒါအကောင်းဆုံးစူးစမ်းပေးခဲ့တယ်เนาะ live မလွှင့်ပေးပြဘူးဆိုပေမဲ့ဒါ post လေးတွေအမြဲတင်နေတယ်เนาะ ။အဲ့တော့အကူတွေအမတွေအားလုံးလည်းပေါင်းမယ်ရမယ်အဆင်ပြေမယ်လို့ထင်ပါရယ်။အခုဒီပွဲမှာဆိုလို့ရှိရင်လည်းအကူတွေအမတွေအားလုံးပဲနော်တန်နေနာနေသည့်ပိတ်ရက်ဖြစ်တဲ့အခုအင်္ဂါနေ့ကနေစပြီးတော့ကစားကြမယ်နော်။အင်္ဂါနေ့ကနေစပြီးတော့ကစားမယ်။အင်္ဂါနေ့ကနေစပြီးတော့လိုက်မယ်ဆိုရင်တော့မှပဲအင်္ဂါဗုဒ္ဓဘူးကြာတပရိတောက်ကြာ၄ရက်ကစားရမယ်နော်။အဲ့ဒီ၄ရက်မှာအရှုံးဆိုတာလုံးဝမရှိအောင်လို့ဒရဘကအကောင်းဆုံးစူးစမ်းပေးမယ်နော်။အဲ့တော့ဇာရုပ်ပတ်တိပါမယ်။ ဇာရုတပတ်စာလက်ဆောင်ကမှဇာရုပတ်တီတစ်လုံးပါမယ်အခွေပါမယ်ဗရိတ်ပါမယ်နော်အဲ့တော့အခွေလိုက်ခြင်းတဲ့သူကအခွေကိုလိုက်မယ်ပတ်တီလိုက်ခြင်းတဲ့သူကပတ်တီကိုလိုက်မယ်ဗရိတ်လိုက်ခြင်းတဲ့သူကဗရိတ်ကိုလိုက်မယ်ကိုကြိုက်နှစ်သက်ရအစဉ်ပြေရာကိုလိုက်မယ်ရွေးပြီးတော့နော်အဲ့တော့လိုက်လက်မလေးတွေဘသူတွေမနှိပ်ကြသေးတာလဲလိုက်လက်မလေးတွေတယောက်ကိုတစ်ချက်စီနှိပ်မယ်မပေါက်ချင်ဘူးလားမရချင်ဘူးလားပေါက်ချင်တယ်ရချင်တယ်ဆိုရဲချစ်တော်လေးတွေအားလုံးပဲလိုက်လက်မလေးတွေတယောက်ကိုတစ်ချက်စီနှိပ်ထားနော်လူဝေဖြူဝါလေးနည်းနည်းစောင့် ောင်မယ်လူဝိဗျူဟာလေးနည်းနည်းစောင်မယ်เนาะဗျူ90လက်မ90ပြည်တာနဲ့တရာကဏန်းစပြီးတော့ပြောပေးမယ်เนาะတပတ်စာလက်ဆောင်ကပတ်တိအရန်ကောင်းနဲ့အခွေးအရန်ကောင်းနဲ့เนาะဒီတပတ်မှာအကိုရီမတွေအားလုံးပဲเนาะတပတ်စာလက်ဆောင်ကမှာပေးမယ်ပတ်တိဒီရှယ်ပတ်တိအခွေးဒီရှယ်အခွေးเนาะ3ရက်မကျော်ဘူးအင်္ဂါဘုံတစ်ခုကြာတဲ့ပြီ3ရက်အတွင်းမှာကြာမယ်ပတ်တိအခွေးပြီးလို့ရှင် break အဲ့ဒါကိုပြန်လဲပြီးတော့မျှဝေပေးမှာเนาะဇာရောပတ်တိကမှန်တယ်ညီမတဲ့ဟုတ်ကဲ့ပါရှင်เนาะ ော်အောက်တက်ရတဲ့အကိုရီမတွေအားလုံးအတွက်ကိုလည်းဝမ်းသာပါတယ်နော်အဲ့တော့ချက်ထက်ပြီးတော့အကိုရီမတွေအားလုံးကိုပေါက်စေခြင်းနဲ့ရစေခြင်းနဲ့နော်တခြားတခြားသောအကိုရီမတွေအားလုံးကိုလည်းမြင်စေခြင်းနဲ့တွေ့စေခြင်းနဲ့ဒါကြောင့်မလို့ share ခိုင်းတာပါရှင် share လို့ရတဲ့သူတွေကတယောက်ကိုတစ်ချက်စီ share ပြီးတော့ like လက်မလေးတွေတယောက်ကိုတစ်ချက်စီနှိပ်ထားမယ်နော်5မိနစ်လူဝေဖြူဟာစောင့်မယ်နော်5မိနစ်လူဝေဖြူဟာစောင့်မယ်5မိနစ်ပြည့်တာနဲ့တရာလက်ဆောင် ဒါပတ်စာလက်ဆောင်ကတ်ကိုအရင်ရေးပေးမယ်နော်ဒါပတ်စာလက်ဆောင်ကတ်ကိုအရင်ရေးပေးမယ်အဲ့တော့ లై လွှင့်တိုင်းမှာမြင်ချင်တယ်တွေ့ချင်တယ်ဆိုလို့ရှိရင်နော် channel ကို subscribe လေးနှိပ်ထားပေးပါ లై လွှင့်တဲ့အချိန်တိုင်းမှာမြင်ချင်တယ်တွေ့ချင်တယ်ဆိုလို့ရှိရင်နော် channel ကို subscribe နှိပ်ထားပေးပါ లై မလွှင့်ပြစ်ပေမဲ့ချစ်တော်လေးတို့အားလုံးကိုတရားလုံးဝပြစ်မထားဘူးနော် లై မလွှဲပြစ်ဘူးဆိုပေမဲ့လုံးဝပြစ်မထားပါဘူးတရားအကိုရီမတွေကိုမျှဝေလို့ရတဲ့နေရာကနေပြီးတော့မျှဝေပေးထားတယ်ကဲ లై က်မလေးတွေဘယ်သူတွေမနှဲ့ရသေးတာလဲကြီးစုသူလူတွေ viewer နဲ့ live လက်မနဲ့အရန်กว่าနေပါတယ် view 90ပြည်တာနဲ့ခဏန်းစပြီးတော့ပြပေးမယ်เนาะ view 90ပြည်တာနဲ့ခဏန်းစပြီးတော့ပြောပေးမယ်ချက်တော်လေးတို့เนาะဒီတစ်ပတ်မှာအကိုရီမတွေအားလုံးပဲတရားပြောမယ်เนาะပောက်တဲ့ရတဲ့အခါကြလို့ရှိရင် ပောက်တန်ရတန်ကြားကျက်มาတယ်လို့တရားပြောတယ်เนาะပောက်တဲ့ရတဲ့အခါကြလို့ရှိရင်ပောက်တန်ရတန်ကြားကျက်มาတယ်ရှင့် ကဲအားလုံးမလိုက်လမလေးတွေဘသူတွေမနှိတ်ကြသေးတာလဲနှိတ်ထားပေးမယ်နော်လိုက်လမမနှိတ်ရသေးတဲ့သူတွေတယောက်ကိုတစ်ချက်စီလိုက်လမလေးတွေနှိတ်ထားပေးမယ်အဲ့ဒီတော့အားလုံးလည်းပေါ့ချင်တယ်ရချင်တယ်လို့ထင်တယ်နော်စတိကျော်နေပြီညီမရဟုတ်ကဲ့ပါမြန်မြန်လေးပဲပြောပေးမှာနော် ညံညံလေးပဲပြောပေးမှာကဲတပတ်စာလက်ဆောင်ကိုအရင်ပြောပေးရမလားနေတိုက်ကိုအရင်ပြောပေးရမလားတစ်ချက်မှတ်နော်နေတိုက်ဆိုရင်နေတိုက်လို့မှန်လက်ဆောင်ဆိုလို့ရှိရင်ဒါကလက်ဆောင်ဆိုလို့ရှိရင်တပတ်စာကတ်ကိုအရင်စပြီးတော့ပြပေးမယ်နော်အဲ့တော့နေတိုက်အရင်ပြပေးရမလားလက်ဆောင်အရင်ပြပေးရမလားပြောနေတိုက်အရင်ပြောပေးရမလားလက်ဆောင်အရင်ပြောပေးရမလားတစ်ချက်စီမှတ်ပြီးဘာရင်ပြောပေးရမလဲပြော နော်နေတိုင်းဆိုလို့ရှိရင်1နော်နေတိုင်းဆိုလို့ရှိရင်1လို့မှတ်ပေးနော်တပတ်စာဆိုလို့ရှိရင်2လို့မှတ်ပေးနော်1နဲ့2ဘယ်ဟာကိုအရင်ပြောပြရမလဲနေတိုင်းဒီ1တပတ်စာဒီ2ကဲ့ အားလုံးပဲဘဲဟာကိုအရင်ပြောပြရမယ်တချမ်းမှန်ပြီเนาะတပတ်စာပြောပါတဲ့ဟုတ်ကဲ့ပါရှင်เนาะတပတ်စာလေးအရင်ပြောပြမယ်เนาะအဲ့ဒါဆိုနေတိုက်ပြီးလက်ဆောင်နဲ့ဟုတ်ကဲ့ပါနေတိုက်ပြပါတဲ့ဟုတ်ပြီเนาะအဲ့တော့နေတိုက်ပြရမလားလက်ဆောင်ပြရမလားတချမ်းမှန်เนาะ view 90ပြည့်တော့မယ်တရားကိုတချက်စီလိုက်လမ်းမလေးနှိပ်ထားပြီးအောင် တယောက်ကိုတချက်စီလိုင်းလမ်းမလေးနှိပ်ထားပြီးအောင်ကဲ့နေတိုက်ကိုပြောပြရမလားပြီးလို့ရှိရင်တော့တပတ်စာလက်ဆောင်ကိုပြောပြရမလားဘာကိုပြောပြရမလဲမတ်များတဲ့ဟာကိုပို့ပြီးတော့အရင်ဦးစားပေးပြီးတော့เนาะတရာပြန်လဲပြီးတော့မျှဝေပေးမယ်ကဲအားလုံးပဲเนาะယူက90ပြည့်တော့မယ်เนาะလိုင်းလမ်းမ90မပြည့်သေးဘူးเนาะ အဲ့တော့အကိုတွေမတွေအားလုံးပဲနေတိုက်ကိုအရင်လိုချင်သလားတပတ်စာလက်ဆောင်ကိုလိုချင်သလားနေတိုက်ဆိုရင်1တပတ်စာလက်ဆောင်ဆိုရင်2မှတ်မယ်မှတ်မယ်ချက်တော်လေးတို့မှတ်မယ်နော် မတ်မယ်မတ်မယ်နော် အားလုံးပဲတယောက်ကိုတစ်ချက်စီမတ်မယ်အဲ့တော့လောလောဆယ်အားတာနေတာဒီတပတ်စာလက်ဆောင်လေးကအားတာနေပါတယ်အဲ့ဒီတော့ဒါဒါတပတ်စာလက်ဆောင်လေးကိုအရင်ပြောပေးပါမယ်နေတိုက်သမားတွေလည်းစိတ်မဆိုးပါနဲ့ရှင့်နေတိုက်အရင်လိုချင်တဲ့အကိုရင်းမတွေလည်းစိတ်မဆိုးပါနဲ့ချစ်တော်မျက်စိလေးနဲ့ကြည့်ပေးပါချစ်တော်နားလေးနဲ့နားဆင်ပေးပါမြန်မြန်လေးပဲပြောပေးမှမလို့အားလုံးကိုမှီအောင်လို့ဒါဒါကမြန်မြန်လေးပဲပြောပေးမှမလို့အားလုံးပဲ ကဲအားလုံးပဲလိုင်းလမ်းမလေးတွေတရက်ကိုတစ်ချက်စီနှိပ်တာဗျူးလဲကြမသွားနဲ့နော်ဝင်လိုက်ထွက်လိုက်တက်လိုက်ဆဲလိုက်မလုံးနဲ့နော်လိုင်းရှိုးကိုအစကနေအဆုံးထိကြည့်မယ်ဒါသာပြောတယ်နော်ပတ်တီးပေးမယ်အခွေပေးမယ်ဗရိတ်ပေးမယ်စိုက်နှစ်တက်ရာကိုလိုက်နော် ကြိုက်နှစ်တက်ရာကိုလိုက်အကိုတွေမတွေအားလုံးပဲ၃မျိုးစလုံးလိုက်ရမယ်လို့မဆိုလိုဘူးเนาะဒီပွဲမှာ၃ရက်၄ရက်ပဲဆော့ရမယ်အဲ့တော့ပတ်သီးလိုက်တဲ့သူကပတ်သီးကိုဇာရုံးနဲ့ပတ်မယ်ပောက်တဲ့ရတဲ့မြက်တဲ့အချိန်မှာတိကနဲ့ဆိုဖြတ်ပြီးတော့နားမယ်အခွေလိုက်တဲ့သူဒီလဲဇာရုံးနဲ့လိုက်မယ်လိုက်မယ်လိုက်မယ်ပောက်တဲ့ရတဲ့မြက်တဲ့နေရာမှာတိကနဲ့ဆိုပြီးတော့စိတ်ကိုပိုင်းဖြတ်မယ်ဗရိတ်သမားတွေလည်းပဲထုံနီး၎င်းမယ်မြက်အောင်လို့ထိုးတာเนาะမြက်အောင်လို့ထိုးတာပောက်အောင်လို့ထိုးတာရအောင်ယူခြင်းလို့ထိုးတာအဲ့ဒီတော့ပောက်တဲ့ရတဲ့အခ ခါမှာတိကနေဆိုပြီးတော့စိတ်ကိုပိုင်းဖြတ်နိုင်ရင်အကောင်းဆုံးပဲအဲ့ဒီတော့နေလိုက်ပြောတပတ်စာပြောမယ်14ရက်ဆယ်လာ2025မှာဒီတပတ်ကတရက်ဖောက်တယ်ဆိုတော့14 15 16 19ရက်19ရက်ဆယ်လာ2025အထိเนาะဗာလေတပတ်စာလက်ဆောင် မြန်မြန်လေးပဲရေးပေးမှာเนาะချစ်တော်လေးတို့ဒရဘကတာဝန်ကြည်အောင်အကောင်းဆုံးစူးစမ်းပေးမယ်အကိုရီအမတွေအားလုံးရဲ့တာဝန်ဒီ like အသေးလက်မှနှိမ့်မယ်တယောက်ကိုတစ်ချက်စီ share မယ်เนาะတယောက်ထဲကြည့်လို့တယောက်ထဲမြင်ရင်တယောက်ထဲပဲပေါ့မယ်အများမြင်အများတွေ့နိုင်အောင်လို့တယောက်ကိုတစ်ချက်စီ share ပြီးတော့เนาะတပတ်စာအမြက်လက်ဆောင် အဲ့တော့စကားတွေအများကြီးမပြောစေချင်ဘူးခဏန်းကိုပဲမြန်မြန်လေးရေးစေချင်တဲ့ဆိုရင်ကိုတာဝန်ကိုကိုယူမယ်နော်စကားတွေအများကြီးပြောတာကိုမလိုချင်ဘူးနော်စကားတွေအများကြီးပြောတာကိုမလိုချင်ဘူးခဏန်းကိုပဲမြန်မြန်လိုချင်တဲ့ဆိုရင် ကိုတာဝန်ကိုယူမယ်တရားရဲ့တာဝန်ကခဏန်းကိုမြန်မြန်ရေးပေးဖို့ကတရားရဲ့တာဝန် နော်အဲ့တော့ లై လက်မလေးတွေနှိပ်ပြီးတော့ share ပေးရမှာကအကိုရီအမတွေရဲ့တာဝန်ကိုတာဝန်ကိုကိုယူမယ်နော်ကိုတာဝန်ကိုကိုယူမယ်စာရောအခွေပြီးရင်ပါလေစာရော break ကဲမြန်မြန်လေးပဲသွားမယ်မြန်မြန်လေးပဲသွားမယ် အဲ့တော့နော် view လေး90လဲမြင်ချင်ပါတယ် view 90လဲမြင်ချင်ပါတယ်မြန်မြန်လေး share လိုက်မြန်မြန်လေး like လက်မှတ်ကွက်ကွက်ကွက်ဖုံးမှတ်မျက်နှာပြင်လေးကိုနှိပ်လိုက်နော်ဘာမှလုံးစရာမလိုဘူးကိုကြည့်နေတဲ့ဖုံးမှတ်မျက်နှာပြင်လေးကိုပဲလက်နဲ့၃ချက်လောက်တောက်လိုက်တာဆိုရင် like လက်မှတ်နှိပ်ပြီးသားဖြစ်မယ်ဇာရိုပတ်တိအရှမ်းကောင်းတယ်တရားရာခိုင်နှုန်းအပြည့်ပဲနော်ဇာရိုပတ်တိဒီတရားရာခိုင်နှုန်း100တော့အပြည့်ပဲနော် ေးသေးချာချာလိုက်မယ်နော်ပောက်တဲ့ရတဲ့အခါမှာပောက်တန်ရတန်ကြားကျင်တယ်နော်ပောက်တဲ့ရတဲ့အခါမှာပောက်တန်ရတန်ကြားကျင်တယ်ဇာရိုးဘက်တီးတီးတရားရာခိုင်နှုံးအပြစ်နော်တရားရာခိုင်နှုံးအပြစ်ပတိပီးရင်ပါလေအခွေ အခွေဒီလည်းပဲတရားရာခိုင်နှုန်းအပြည့်ပဲเนาะလေးရက်ပဲဆော့ရတယ်ဆိုပေမဲ့လုံးဝအရှုံးမရှိအောင်အကောင်းဆုံးစူးစမ်းပေးထားတယ်เนาะလေးရက်ပဲဆော့ရတယ်ဆိုပေမဲ့ လုံးဝလုံးဝလုံးဝအရှုံးမရှိအောင်အကောင်းဆုံးစူးစမ်းပေးထားတယ်နော်။ရှာပြားကလာတဲ့ဇာတ်မဟုတ်ဘူးနော်။ရှာပြားကလာတဲ့ဇာတ်မဟုတ်ဘူး။တကယ်ကိုနော်အကောင်းဆုံးတွေကိုပြန်လဲပြီးစူးစမ်းပြီးတော့မျှဝေပေးထားတာအလုံးကိုပေါက်စေခြင်းနဲ့ရစေခြင်းနဲ့ထွက်လာတဲ့အခါကျရင်ပေါက်တန်ရတန်ကြားခြင်းနဲ့အခွေပြောမယ်အခွေသည်အပူပါပါတယ်နော်။အခွေသည်အပူပါပါပါတယ်ရှင့်။အခွေသည်အပူပါပါပါတယ်ရှင့်။ ကဲအားလုံးပဲစောင့်မျှော်နေမယ်လို့ထင်တဲ့ပရိတ်လာပြီအားလုံးပဲစောင့်မျှော်နေမယ်လို့ထင်တဲ့ပရိတ်လာပြီကဲရှဲမယ်ရှဲမယ်ချက်တော်လေးတို့တယောက်ကိုတစ်ချက်စီမြန်မြန်လေးရှဲမယ်မြင်ရလားတွေ့ရလားမြင်ရလားတွေ့ရလားတပတ်စာလက်ဆောင်ကကလေးကိုမြင်ရတယ်တွေ့ရတယ်ဆိုရင်လိုင်းလက်မလေးနှိပ်เนาะတဦးမြေတာတဦးစေတနာဖြစ်တယ်အပြန်ပြန်အလန်လန်ကူညီမယ်เนาะအပြန်ပြန်လန်လန်ကူညီမယ်ကိုတာဝင်ကိုယူမယ်တရရဲ့တာဝင်ကတော့တရပြီးပြေဆုံးအောင်လို့တာဝင်ယူထားတယ် ကဲအားလုံးကိုလည်းချပြီးတော့ရေးပေးနေပြီမရှယ်ရသေးတဲ့သူတွေရှယ်မယ်လိုက်ပြလုံးလားမရှယ်ဘဲနဲ့ like လက်မမကြည့်ပဲ like လက်မမနှိပ်ပေးပဲနဲ့မရှယ်ဘဲနဲ့ခဏန်းကိုအချောင်ဝင်ပြီးတော့ယူနေတယ်ဆိုရင်ကိုလိုက်ပြကိုလုံးလားမြင်ပါတယ်တဲ့ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ရှက်ကဲဗရိတ်ကလေးရေးပေးမယ်ချစ်တော်လေးတို့နော်ဗရိတ်ကလေးရေးပေးမယ် ပရိကတော့မရွေးပေးတော့ဘူးဒီတစ်ပတ်ဘာဖြစ်လို့လဲဆိုတော့တရက်ကဖောင်းရက်ဖြစ်တယ်เนาะဒါကြောင့်မလို့ပရိနှလုံးကတလုံးရွေးမပေးတော့ပါဘူးကဲ screenshot ဥပဒေဖရာ screenshot ယူမယ်ချက်တော်လေးတို့ screenshot ယူမယ်မြ мян ယူမယ်ယူပြီးရင် okay မတ် စကရင်ရှော့ယူပြီးရင် OK လေးတွေမှတ်ဒါကနေတိုက်ကိုသွားမယ်။ကဲနေတိုက်ချက်တော်လေးတွေအားရှိသွားအောင်လို့နေတိုက်ကိုသွားမယ်။မြ мян လုံးမြ мян စကရင်ရှော့ယူမယ်။မြင်ရလားတွေ့ရလားမြင်ရတယ်တွေ့ရတယ်စကရင်ရှော့ယူပြီးပြီဆိုရင် OK လေးတွေမှတ်မြ мян စကရင်ရှော့ဖုံးမှန်မျက်နှာပြင်ကိုလက်သုံးချောင်းနဲ့ဂျွမ်းဆိုပြီးတော့ဆွဲလိုက်အဲ့ဒါစကရင်ရှော့ပြီးသွားပြီနော်။ဘေးခလုတ်တွေဘာတွေလိုက်ပြီးတော့ဟိုဆန်းဒီဆန်းမဆန်းနဲ့ ကိုစန်းဒီစန်းမစန်းနဲ့အပေါ်ကနေပြီးတော့ဖုံးမှန်ကိုအောက်ကိုဆွဲချပြီးတော့စကရင်ရှော့ကိုမရှာနဲ့ကိုကြည့်နေတဲ့ဖုံးမှန်မျက်နှာပြင်ကိုလက်သုံးချောင်းပူးပြီးတော့ဆွဲလိုက်အဲ့ဒါပြီးပြီနော်ချစ်တော်လေးတို့အဲ့ဒါစကရင်ရှော့ရိုက်တာပဲနော်အဲ့တော့စကရင်ရှော့ဆိုတဲ့ဥစ္စာကိုဖုံးမှန်ကြီးကိုအောက်ကိုဆွဲချပြီးတော့မှလိုက်ရှာအဲ့လိုမလုံးနဲ့နော်မင်္ဂလာပါညီမတွေဟုတ်ကဲ့ပါရှေ့မင်္ဂလာရှိတော်မနက်ခင်းလေးပါအဲ့တော့ဘေးခလုံးနှလုံးကိုလည်းပူးပြီးတော့နှိပ်เสียမလို့ဘူးတောင်ဆန်းမြောက်ဆန်းနဲ့နော်ကိုကြည့်နေတဲ့ဖုံးမှန်မျက်နှာပြင်လေးကိုလက် က်3ချောင်းနဲ့ပူးပြီးတော့ဆွဲလိုက်အဲ့မှာ screen shot ပြီးသွားပြီနားလဲတဲ့သူတွေကြော်သွားပါနားမလဲတဲ့သူတွေတေချာလေးနားထောင်ပါကဲလိုက်လမ်းမှာနှိပ်မယ်နော်နောက်ကြနေတာညမတဲ့ဟုတ်ကဲ့ပါရှင်နော်နောက်ကြမှဝင်လာတဲ့နောက်ကြမှဝင်လာတဲ့ဆိုပေမဲ့တရားကိုချစ်ပေးရပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကဲ share မယ် share မယ် share မယ်ချစ်တော်လေးတို့ကဲနေတိုက်ကိုသွားမယ် ကဲနေတိုက်အကိုအမတွေအားလုံးပဲနှက်ခမ်းမဆူနဲ့စိတ်မဆိုးနဲ့စိတ်မကောင်းနဲ့နေတိုက်ကိုလည်းအကောင်းဆုံးစူးစမ်းပေးထားတယ်ပောက်တဲ့ရတဲ့အခါကြားလို့ရှိရင်ပောက်ချောင်းလေးတွေရချောင်းလေးတွေတစ်ချက်မတ်ကဲသွားမယ်မြန်မြန်လေးသွားမယ်မြန်မြန်သွားမယ်လက်ကိုဆက်တက်ပြီးတော့မြန်မြန်လေးရေးပေးမယ်လိုက်လက်မလေးတွေတယောက်ကိုတစ်ချက်စီမြန်မြန်လေးနှိပ်ဒီနေ့ပဲနှစ်ရက်လဲ14ရက်10လာ2025မနက်ဖြန်15ရက်နေ့ဆိုတော့မနက်ဖြန်ကြာရင်တတွီးတီတင်ပေးမယ်နော် စတော်လေးတို့မနှက်ဖြန်3 d တင်ပေးမယ်နော်မှတ်ထားကြနော် live show ကိုဝင်ကြည့်ဖို့မိနေမှာဆိုလိုပါရှင်အင်ဃာနေ့နေကုံစာအတွက်အင်ဃာနေ့နေကုံစာအတွက်ကဲကီးလေးကနေစပြီးတော့ရေးပေးမယ်နော် ကီးလေးကနေစပြီးတော့ရေးပေးမယ်။ကဲလိုက်လက်မလေးတွေကွက်ကွက်ဖုံးမဲ့မျက်နှာပြင်ကိုတုံးချက်လောက်တောက်မယ်။ကျေးဇူးပါတဲ့ဟုတ်ကဲ့ပါ။ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ချပေးအားပေးသူတို့ဦးတယောက်မကြံအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ကဲ channel ကို subscribe မနှိပ်ရသေးတဲ့ချစ်တော်လေးတို့ channel ကို subscribe နှိပ်ထားပေးနော်။ပြီးခဲ့တဲ့ဘက်က like မတွေ့လို့စိတ်ပူနေတာတဲ့နေမကောင်းမှုထင်နေတာတဲ့ဟုတ်တယ်။နေရာလည်းကောင်းကောင်းမကောင်းဘူးနော်ခကြီးကလည်းထွက်နေတယ်နော်ဒါကြောင့်မလို့ like မလွှင့်ပေးဖြစ်တာပါရှင့်။ like မလွှင့်ပေးဖြစ်ပေမဲ့ချစ်တော်လေးတို့တရာပေးကနေပြီးပို့ကနေ ေပြီးတော့တင်ပေးတယ်နော် post ကနေပြီးတော့ခန်းန်းကိုအမြဲတမ်းထောက်လျှောက်တင်ပေးတယ်နေတိုင်းနေကုံစားနေကုံစားဆိုပြီးတော့တောက်ကြနေမှာဆိုရင်မန္တန်းညနှစ်ဈေးမှာနှစ်ကြိမ်သလုံးပေါက်အောင်ဒါရအကောင်းဆုံးစူးစမ်းပေးခဲ့တယ်နော်အခုတော့မှကောင်းကောင်းသိပ်ပြီးတော့မကောင်းဘူးနော်တိတ်ပြီးတော့အဆင်မပြေဘူးဒါပေမဲ့ဒါရရဲ့အကိုရင်းမတွေမျောနေမယ်ဆိုတော့ကိုသိလို့ဒါရလိုင်းလွှင့်ပေးတာပါရှစ်ကဲကီးလေးပြောမယ်ကီးပြောမယ်ကီးပြောမယ်ကီးလေးပြောပါတော့မယ်ရှင်။ကဲအားလုံးပဲလိုက်ပြီးတော့မှတ်မယ်ကြည့်မယ်။ ကက်ကီးလေးကတော့ကက်ရေးပြီးသွားပြီเนาะပေါက်ကြနေပေါက်တယ်တဲ့ဟုတ်ကဲ့ပါရှင်เนาะပေါက်တဲ့ရတဲ့အကိုရီမားတွေအားလုံးအတွက်ကိုဝမ်းသာပါတယ်ရှင်เนาะပေါက်တဲ့ရတဲ့အကိုရီမားတွေဝမ်းဝမ်းသာပါတယ်เนาะအဲ့တော့ကီးလေးကရေးပေးပြီးသွားပြီဝမ်းချင်းရေးမယ်ချက်တော်လေးတို့ဝမ်းချင်းရေးပေးမယ်အရင်တစ်ပတ်ကတော့တရဝမ်းကျင်းနေလုံးဝမဖောက်ဘူးเนาะမနက်ပိုင်းမှလာရင်လာမနက်ပိုင်းမှမလာရင်ညနေပိုင်းမှเนาะ အပြူအပြဲကိုဆင်းလာတာเนาะထိတ်ကကြီးပဲလာတာเนาะအရင်တစ်ပတ်ကတရဝမ်းကျိန်းနေသည်ဘဲကနေလာလဲမနာပိုင်းမှာမလာခဲ့ညနေပိုင်းဆိုလို့ရှင်ထိတ်စီးနေကြီးပဲဝင်တဲ့တာเนาะကဲအားလုံးပဲ లై လက်မလေးတွေနှိပ်မယ် channel ကို subscribe မနှိပ်ရသေးရင် channel ကို subscribe နှိပ်မယ်ကဲရွေးကွက် main ကွက်တစ်ချက်ရေးမယ်ချစ်တော်လေးတို့ရွေးကွက်မြ мян လေးပဲသွားမှာเนาะစက်တိကြောနေပြီဆိုတဲ့အတွက်မြ мян လေးပဲသွားမှာအဲ့တော့ရွေးကွက် main ကွက်ရေးပေးမယ်ရွှေခွက်မိန်ခွက်ရေးပေးမယ် ပါလုံနေကြလေလိုက်လက်မလေးတွေတယောက်ကိုတစ်ချက်စီနှိပ်မယ်မแชร์ရသေးတဲ့သူတွေแชร์မယ် channel ကိုဒါဒါဒီမှာတော့ဗဇက်ကနေလဲပြောတယ်လက်ကနေလဲရှင်းတယ်ချက်တော်လေးတို့အားလုံးပဲလက်ပဲမျက်လုံးကနေလဲကြည့်မယ်လက်ကနေလဲရှဲမယ်လိုက်လမ်းမနှိမ့်မယ်နော်အဲ့တော့ဒါဒါဒီပါဇက်ကနေလဲပြောတယ်လက်ကနေလဲအကိုတွေအမတွေကိုရေးပေးတယ် ဒါကြောင့်မလို့အကိုဒီမတွေကလည်းเนาะစိတ်ထဲကနေလည်းမှတ်မယ်ပြီးလို့ရှင် screen shot ရိုက်ရအောင်ပြပေးမယ်အခွေရေးပေးမယ်အခွေရေးပေးပါမယ်ရှင်အခွေရေးပေးပါမယ်ရှင်အပူပါခွေပြီးလို့ရှင်ရလက်ဆောင်ရေးပေးမယ် ကဲဘာလုံးနေကြလဲဘာလုံးနေကြလဲဘာလုံးနေကြလဲလိုက်လက်မလေးတွေနှိမ့်မယ်လိုက်လက်မလေးတွေနှိမ့်မယ်ဘသူတွေမနှိမ့်ကြသေးတာလဲရှင်လိုက်လက်မဘသူတွေမနှိမ့်ကြသေးတာလဲရှင်ဟုတ်တယ်ကော က်လိုက်လက်မလေးတွေရှယ်ထားပြီညီမတဲ့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ရှင်เนาะချစ်ပေးအားပေးတဲ့အကူတွေမတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်เนาะအားလုံးပဲလိုက်လက်မလေးတွေနှိပ်ထားမယ်ကဲ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 နေကုံစားပတ်တီးပါဖြစ်မလဲမသိကျင်ဘူးလားနေကုံစားပတ်တီးပါဖြစ်မလဲသိကျင်လားသိကျင်ရင်လက်မလေး90ပြည့်ရင်ပြောပေးမယ်ကဲ နေကုံစာပတ်သီးလိုချင်တဲ့သူတွေကတရားကိုတစ်ချက်စီ share မယ်ဒီနေ့အင်္ဂါနေ့နေကုံစာအတွက်ပတ်သီးအရန်ကောင်းတယ်နော်အင်္ဂါနေ့နေကုံစာအတွက်ပတ်သီးအရန်ကောင်းတယ်လိုချင်တဲ့အဲ့နေတိုက်ကိုနော်အဲ့တော့ဝမ်းချင်းရသွားပြီကွာ ကီးရသွားပြီကွာရေကွက်မင်းကွက်ရသွားပြီနေတိုက်အခွေရသွားပြီလက်ဆောင်ရသွားပြီအဲ့တော့နေကုံစာပတ်တိဘာဖြစ်မလဲတိကျတဲ့အကိုရင်မတွေအားလုံးပဲလိုက်လက်မလေး50ပြည့်အောင်သွားမယ်နော်အခု36ရက်เนาะ14ရက်လိုတယ်အားလုံးပဲလိုက်လက်မလေး14ဦးပြည့်အောင်မြန်မြန်လေးဖုံးမှမျက်နှာပြင်လေးကိုနှိမ့်မယ်နော်လူရဲ့ viewer 63ရက်မင်္ဂလာပါရှင့်လူဦးရဲ့ viewer 63ရက်မင်္ဂလာပါလိုက်လက်မလေး50ပြည့်တာနဲ့ဒီနေ့နေကုံစာ တွက်ပတ်သီးတစ်လုံးအကောင်းဆုံးရွေးချယ်ပေးထားတဲ့အားလုံးကို ပေါက်စေခြင်းနဲ့ရစေခြင်းနဲ့လိုက်လက်မလေး90ပြည့်အောင်မြန်မြန်နှိပ်မယ်နော်လိုက်လက်မလေး90ပြည့်အောင်မြန်မြန်နှိပ်မယ်ချက်တော်လေးတို့ရေမတ်ခိုင်းတာမဟုတ်ဘူးနော်ပတ်သီးကဘာဖြစ်ဘာပတ်သီးဖြစ်မလဲဆိုတာကိုမတ်ခိုင်းတာမဟုတ်ဘူးလိုက်လက်မ90ပြည့်တာနဲ့ရေးပေးမှာ เนาะအဲ့တော့ light လက်မလေးတယောက်ကိုတစ်ချက်စီနှိပ်လိုက်50ပြည့်သွားအောင်38ရောက်ဖြစ်သွားပြီเนาะအခုကြည့်နေတဲ့လူဝေဘီကနှိပ်လိုက်ရင်50တောင်ကျော်သွားအောင်ပဲကြည့်ရှုသူလူဝေဘီပါသည်50ကျော်နေတာဖြစ်တယ်ဒါကြောင့်မလို့ light လက်မလေး50ပြည့်အောင်မြန်မြန်နှိပ်မယ် light လက်မလေး50ပြည့်အောင်မြန်မြန်နှိပ်မယ်38 12ရောက်ပဲလို့တော့တယ်မြန်မြန်နှိပ်မယ် မလိုချင်ဘူးလားဒီနေ့အင်္ဂါနေ့နေကုံစားအတွက်နေကုံစားပတ်သီးတစ်လုံးမလိုချင်ဘူးလားလိုချင်တယ်ပေါက်ချင်တယ်ရချင်တယ်ဆိုလို့ရှိရင်ဘာလုပ်ကမလဲ ဘာလောက်ကမလဲ39ရောက်ဖြစ်သွားပြီ17ရောက်ပဲလို့တော့လည်းညဉ့်ညံ့နှိမ့်မယ်ကိုကြည့်နေတဲ့ဖုံးမှန်မျက်နှာပြင်လေးကိုလက်နဲ့3ချက်လောက်တောက်လိုက်နော်ကိုကြည့်နေတဲ့ဖုံးမှန်မျက်နှာပြင်လေးကိုလက်နဲ့3ချက်လောက်တောက်လိုက်ကဲ10ရောက်ပဲလို့တော့လည်းညဉ့်ညံ့နှိမ့်မယ်ဘသူတွေမနှိမ့်ရသေးတာလဲနော်လိုက်လက်မှ90ပြည်မှာပတ်တီးရမယ်လို့ပြောတယ်ငါတို့တော့အမြန်ဝင်ပြီးနှိမ့်လိုက်မယ်ဆိုပြီးတော့ညဉ့်ညံ့လေးနှိမ့်မယ်ညဉ့်ညံ့လေးနှိမ့်မယ် က်ဆက်ရောက်ပဲလို့တော့တယ် channel ကို subscribe မနဲ့ရသေးရင်လည်း channel ကို subscribe လေးနှိပ်ဖို့လုံးဝလုံးဝမမေ့ပါနဲ့ channel ကို subscribe နှိပ်ထားမှသာဒါဒါ live လွှင့်တဲ့အခါကြလို့ရှင်ရင်အလွယ်တကူနဲ့မြင်ရတွေ့ရမှာဖြစ်ပါတယ်ရှင်ကဲ6ရောက်ပဲလို့တော့တယ်ကဲမြန်မြန်ဝင်လာပြီးတော့မြန်မြန်နှိပ်မယ် share တဲ့သူတွေက share မယ်နော် share လို့ရတဲ့သူတွေကတယောက်ကိုတစ်ချက်စီမြန်မြန်လေး share လိုက်နော်အကိုရီမတွေအားလုံးရဲ့ share မှု share အသက်လက်မတွေဒါဒါတွေခွန်အားဖြစ်ပါတယ်အကိုရီမတွေအားလုံးပဲနော် share မှု share တွေပြီးလို့ရှင်ရင် live ေးလက်မတွေနှိပ်တာအားကောင်းလို့ရှိရင်ဒါဒါကဏ္ဍနဲ့မြန်လေးရေးပေးလိုက်လို့ရတယ်နော်အခုကကြီးစုသူလူဝေဖြူပါနဲ့လိုင်းလက်မတွေကအရန်ကိုကွာဟနေတယ်ဒါကြောင့်မလို့လိုင်းလက်မလေး90လောက်လိုချင်တာတော့ဒါဒါလောဘကြီးရမရောက်ပါဘူးနော်လိုင်းလက်မလေး90တော့လိုချင်ပါတယ်ကဲအားလုံးပဲမြန်မြန်လေးနှိပ်မယ်မြန်မြန်လေးနှိပ်မယ်6ရောက်လိုသေးတယ်ကဲ6ရောက်ပဲလိုတော့တယ်မြန်မြန်ဝင်လာပြီးတော့မြန်မြန်လေးနှိပ်ပေးပါရှင့် ကဲမြန်မြန်ဝင်လာပြီးတော့မြန်မြန်လေးလိုက်လက်မနှိပ်ပေးပါဘသူတွေကြံရှိနေသေးတာလဲဘသူတွေလိုက်လက်မနှိပ်ဖို့ကြံနေသေးတာလဲမြန်မြန်လေးဝင်လာပြီးတော့မြန်မြန်လေးနှိပ်မယ်ဒီနေ့အင်ကာနဲ့နေကုံစာအတွက်ပတ်ပြီးအရန်ကောင်းလို့တရာကအကိုရင်မတွေကိုပြန်လဲပြီးတော့မျှဝေပေးစေခြင်းနဲ့မျှဝေခြင်းနဲ့ နော်ကဲခုနှစ်ယောက်ပဲလိုတော့တယ်မြ мян နှိမ့်မယ်နော်ကြီးစုသူလူဝဲပြူပါလိုက်လက်မအကုန်နှိမ့်လိုက်ရင်မြ мян ဆွတ်ခနဲ့ဆိုတော့ပြည့်တယ်နော်ညီမလေးကျမ်းမချမ်းသာပါစေဟုတ်ကဲ့ပါပြည့်တဲ့ဆုံးနဲ့ပြည့်ပါစေရှင်နော်တရားကိုအားပေးတဲ့ချစ်တော်ညီကိုမောင်မားတွေချစ်တော်ကိုမားတွေအားလုံးလည်းပြည့်တဲ့ဆုံးနဲ့ချက်တူပြန်လဲပြီးတော့တူတယောက်မကြံရပါစေရှင်ကဲ6ယောက်ပဲလိုတော့တယ်နှိမ့်ထား ်6ရောက်ပဲလို့တော့တယ်ဖုံးမှန်မြန်းတဲ့ပြင်လေးကိုလက်နဲ့3ချက်လောက်တောက်ထားပေးမယ်မနှက်ဖြန်ချလို့ရှိရင်ဒါသာသူရိတိကဏ္ဍမှာတခါတည်းလိုက်ထည့်လွှင့်ပေးမှာနော်ကဲ6ရောက်ပဲလို့တော့တယ်မနှက်ဖြန်ချရင်15ရက်နေဖြစ်ပြီနော်16ရက်နေကိုသူရိတိထွက်မှာအဲ့တော့မနှက်ဖြန်ချလို့ရှိရင်ဒါသာသူရိတိကဏ္ဍမှာတခါတည်းရေးပေးမှာကဲ3ရောက်ပဲလို့တော့တယ်မြန်မြန်လေးနှိပ်ထားမယ် 3ယောက်ပဲလို့တော့တယ်ကဲ2ယောက်ပဲလို့တော့တယ်ချစ်တော်လေးတို့မြ мян ဝင်လာပြီးတော့မြ мян လိုက်လက်မလေးနှိမ့်မယ်သရွတီလိုချင်တဲ့သူတွေအားလုံးပဲเนาะ တရီဝီဒီကနန်းနဲ့ပေါက်ချင်တယ်တရီဒီကနန်းလိုချင်တယ်ဆိုရက်အကိုရီမတွေကမနှဖြန် live show ကိုမဖြစ်မနေဆက်ဆက်ဝင်ပြီးတော့ကြည်ပါဒါရတရီဒီကနန်းမှာပြောပေးမယ်အရင်တစ်ပတ်ကတော့တလုံးပဲလွှဲသွားတယ်နော်ဒါရပေးတဲ့ main or ကွက်အရှိဆုံးမှရေးထားတဲ့ main or ကွက်လို့သတ်မှတ်ထားတဲ့အကွက်ဒီမဖြစ်လေနော်တလုံးပဲလွှဲသွားပါတယ်ကဲပေးလည်းမမှီတော့ဘူးတဲ့ဟုတ်ကဲ့ပါရှင်နော်အဲ့တော့အကိုရီမတွေအားလုံးမှာနှစ်ယောက်ပဲလို့တော့တယ်မြန်မြန်လေး ညံ့ညံ့လေးခဏန်းကတော့လိုချင်တဲ့လိုင်လက်မနှိပ်ဖို့ကြောက်နေတဲ့တွန့်နေတဲ့ဆိုတဲ့အကိုရင်းမတွေအားလုံးပဲညံ့ညံ့လေးနှိပ်လိုက်နှစ်ယောက်ပဲလိုတော့တယ်နော်နှစ်ယောက်ပဲလိုတော့တယ်ညံ့ညံ့လေးလိုင်လက်မနှိပ်မယ်ဒါကခဏန်းရှိပြီးတော့မယ်နော်အဲ့တော့အကိုရင်းမတွေဘက်ကတာဝန်မကျေပေမဲ့လေဒါရဘက်ကတာဝန်ကျေအောင်ဒါရရှိပြီးပါတော့မယ်ရှင်ကဲ အားလုံးပဲစခရီရှော့ယူနိုင်ပါပြီရှင့်အားလုံးပဲစခရီရှော့ယူနိုင်ပါပြီလိုက်လမ်းမနှိပ်ဖို့လဲနှစ်ယောက်ကကြံနေသေးတယ်အဲ့ကြံနေတဲ့နှစ်ယောက်ကဘာလုပ်နေလဲကဲတယောက်ပဲလိုပါတော့တယ်လိုက်လမ်းမနှိပ်ပြီးတော့စခရီရှော့ယူလိုက်တော့နော်လိုက်လမ်းမမနှိပ်ရသေးတဲ့ချက်တော်လေးတွေလိုက်လမ်းမတယောက်တစ်ချက်စီနှိပ်ပြီးတော့စခရီရှော့ယူလိုက်တော့နော်ပေးလဲမမီတော့ဆိုတာနေတိုက်ပတ်သီးကိုပြောတာလား ဖေးလည်းမမှီတော့ဘူးဆိုတာကနေလိုက်ပတ်သီးကိုပြောတာလားအဲ့တော့လိုက်လက်မလေးတွေနှိပ်တာကြားနေတော့ခဏရေးပေးရတာလဲနည်းနည်းလေးကြာသွားတယ်ကွအားလုံးကို sorry ပါကဲလိုက်လက်မလေးတယောက်လိုနေသေးတယ်လိုက်လက်မလေးနှိမ့်မယ်မနဲ့ကြရသူရီဒီကနန်းမှာတခါလေးလိုက်လွှဲမယ်လို့ပြောတယ်နော်မမေးနဲ့နော်မမေးနဲ့နော်ချစ်တော်လေးတို့ကတယောက်ကိုကွယ်တမီနှစ်လောက်ကြအောင်စောင့်နေရတယ်လိုက်လက်မလေးကိုအဲ့လောက်တောင်တမျောလားဟင်လိုက်လက်မနှိမ့်တာပတ်စံပေးရလား လိုက်လက်မနှိပ်တာပတ်စံပေးရလားဘေးပေးရလားငွေပေးရလားဘာပေးရလဲဘာမှလည်းမပေးရဘူးလေကွယ်အဲ့တော့တရကကိုချစ်ပေးအားပေးတဲ့အကိုရင်မတွေအားလုံးပဲเนาะတရကလိုက်လက်မနှိပ်ပေးဆိုလို့နှိပ်တာမျိုးမဟုတ်ဘဲနဲ့တရကကိုချစ်ပေးအားပေးလို့เนาะနှိပ်တဲ့လိုက်လက်မလေးတွေမြင်ကျင်နေကွာเนาะ ချစ်လို့အားပေးလို့နှိပ်ပေးတဲ့လိုင်လမလေးတွေမြင်ကျင်တယ်။အဲ့တော့လိုင်လမလေးတယောက်တစ်ချက်စီနှိပ်ပေးပါ။နောက်မှဝင်လာတဲ့အကိုရင်မတွေလည်းတယောက်ကိုတစ်ချက်စီ share လို့ရတဲ့နေရာမှာ share မယ်။ share လို့မရတဲ့သူတွေကလိုင်လမလေးနှိပ်ထားပေး။မနှက်ဖြန် 3D ပါထည့်ပြီးတော့ live လွှင့်ပေးမှဖြစ်တဲ့အတွက် channel ကို subscribe နှိပ်ထားပေးဖို့လုံးဝလုံးဝမမေ့ပါနဲ့ရှင်။ဒီနေ့မနက်မှာဒရာရဲ့ live show ကိုအစားကနေအဆုံးထိတည်ချာလေး live ပါကြည့်ရှုအားပေးတဲ့အကိုမတူတယောက်မကျန်စိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံပါစေ။အင်္ဂါနေ့အ ဖွင့်နေမှာလေဒါပြန်လဲပြီးတော့မျှဝေပေးတဲ့ခန်းန်းလေးတွေနဲ့နှစ်စီးနှစ်ကြိမ်မှာနှစ်ကြိမ်စလုံးထိထိမိမိပေါက်ပါစေအမြတ်များများကြံပါစေလို့ strong ပေးရင်လည်းဒါရရဲ့ live show လေးဒီလောက်နဲ့နားပါမယ်ရှင့်